အားလုံးပဲမင်္ဂလာပါရှေးဦးစွာဖခင်ကြီးကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အစအစစ်စစ်မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့အစင်းမြတ်ချီးမွမ်းမယ်ဆိုတဲ့ကောင်းစဉ်အောက်မှာပြန်လဲဆင်ခြင်ခွင့်ကြရအောင်ယုံကြည်သူတယောက်ရဲ့အတ္တအသက်ရှင်မှုဟာချီးမွမ်းခြင်းနဲ့အစပြုအသက်ရှင်ဖို့ဖြစ်ပါတယ်မနေ့အိယာထရမှာညအိဆက်ခြင်းအသည့်မိမိရဲ့အတ္တကိုလေးလေးနက်နက်ဆင်ခြင်စဉ်းစားလိုက်တဲ့အခါမှာဖခင်ရဲ့ကျေးဇူးကိုပေးဖယ်ထားလို့မရပါဘူး ခရိယာတက်တာမှာတယောက်နဲ့တယောက်အသက်ရှင်မှုကွာနေတာလောကကောင်းကြီးကွာနေတာဟာချီးမွမ်းတက်ချင်းမှာအခြေခံနေပါလေယုံကြည်သူတယောက်ဖြစ်ပြီးတစ်ချိန်လုံးညီနေမယ်လူတွေကိုချီးပြီးတဘာဝတွေကိုချီးပြီးညီနေမယ်ဆိုရင်တေချာတယ်ဘုရားတခင်ကိုချီးမွမ်းတက်မှာမဟုတ်ပါချီးမွမ်းခြင်းဟာအခြေအနေပေါ်မှာမူတည်နေတာမဟုတ်ပါ အစဉ်ပြေမှချီးမွမ်းမယ်အစဉ်မပြေရင် မချီးမွမ်းဘူးဒီလိုမျိုးမဟုတ်ပါ အစဉ်ပြေဒီဖြစ်စေအစဉ်မပြေဒီဖြစ်စေချီးမွမ်းပါ စေမနောချင်းမွန်ချင်းဟာသူ့ကျေးဇူးကိုရည်သွဲဆင်ချင်းချင်းမထွက်ပေါ်လာတာပါဘယ်အခြေအနေမျိုးမှာပဲရှိနေပါစေဘုရားကျေးဇူးကိုရည်သွဲပါခရစ်တော်ရဲ့မေတ္တာကို အမြဲတည်းရပါ မနေ့ကသူ့ကျေးဇူးကြောင့်တာဒီကနေ့သူ့ကျေးဇူးခံစားရတယ်မနေ့ပြန်သူ့ကျေးဇူးကြုံနေမှာပါဒီကနေ့အသက်ရှင်နေရတာဟာသူ့ကျေးဇူးခံစားဖို့ဖြစ်တယ်လို့မနေ့ဖြန်မှာလည်းသူ့ကျေးဇူးခံစားဖို့ တင်းကိုကျူနေမှာပါဖရာရဲ့ယေရှုကိုကောင်းကောင်းနားလည်သဘောပေါက်တော့ဆာလံဆရာဒါဝိက30ချိန်မြောက်တော့ဆာလံအပိုင်ငယ်7နှစ်မှာဒီလိုပြောပါတယ်တို့ဖြစ်၍အကျွန်ုပ်ဤဝိညာဉ်တိတ်သိစိတ်စွာမနေကိုရောကိုတချင်းဆိုပါမိ။အိုးအကျွန်ုပ်ဤဖယားခင်တော်ရဗျာ။ယေရှုတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်လို့ပြောပါလေ။ဆာလံဆရာကတို့ဖြစ်၍လို့ပြောပြီးဆာလံကျန်30ကို အဆုံးတတ်ခဲ့ပါလေ။ ုဖိရွေဆိုတဲ့စကားရဲ့အထက်မှာအရေးကြီးတဲ့စကားလေးရှိနေပါတယ်။ဖယားတခင်ကသူ့အပေါ်မှာဘယ်လိုမှဆာခဲ့တယ်၊ဘယ်လိုကောင်းမြတ်ခဲ့တယ်၊ဘယ်လိုကွယ်ကစောင့်ရှောက်ခဲ့တယ်။ငါအပေါ်မှာဖယားရဲ့ယေရှုမြေတွက်နိုင်အောင် ရှိနေပါတယ်။ဒီလိုတင်ဆက်ထားပြီးအပိုင်ငယ်စနစ်မှာငါဒီလိုအသက်ရှင်ပါမယ်ဆိုပြီးဝန်ခံခဲ့ပါတယ်။တချိန်ကဖယားတခင်ဟာဒါဝိအပေါ်မှာကောင်းမြတ်ခဲ့တယ်လို့ဒီနေ့တင်နဲ့ကျွန်တော်အပေါ်မှာလည်းတာ၍ကောင်းမြတ်နေပါတယ်။ ။တင်းပေါ်မှာထောက်ရကောင်းမြတ်တဲ့ဘုရားသခင်ကိုတင်းဘဲလို့တုံ့ပြန်နေပါတလေ။ဆာလန်ဆရာရဲ့ဝိညာဉ်ဟာတိတ်ဆိတ်စွာမနေနိုင်ဘူးတဲ့။အတွင်းဝိညာဉ်မှထွက်ပေါ်လာသောစကားဟာဂျေဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါမယ်လို့ပြောခဲ့ပါတယ်။သူရဲ့ဘဝအတက်တာမှာပါဇံအားဖြင့်တမဟုတ်လက်တွေ့သူချီးမွမ်းခဲ့ပါတယ်။ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုမောင်မောင်များဒီနေ့ဖခင်ရဲ့ဂျေဇူးကိုနေ့စဉ်များများဆင်ခြင်ပါ ဘုရားကျေးဇူးများများဆင်းခြင်းသူဟာများများချီးမွမ်းတက်လာပါလိမ့်မယ်။မိခါလာဟာရှောလူရဲ့သမီးဒါဝိရဲ့မယားဖြစ်ပါလေ။ဘာကြောင့်ဒါသမီးယတနာမထွန်းကားရတာလဲ။ဘာကြောင့်ကလေးမရပဲမြုံခဲ့ရတာလဲ။ဘုရားကျေးဇူးကို မချီးမွမ်းတက်ဘူးမချီးမွမ်းခြင်းဘူး။ချီးမွမ်းတတ်သောခင်ပွန်းတွေကိုမထီမဲ့မြင်ပြုသောကြောင့်ဖြစ်ပါလေ။ဒါဝိသူ့ဘဝမှာပထမဆုံးသူ့ရဲ့မျိုးတို့ ဖယားသခင်ရဲ့တည်တာသောတဲဆောင်လာတဲ့အခါမှာဒါဝိဘယင်အလုံးဝမြောက်ဝန္တာဖြစ်ပြီးကာခုံပြီးမြို့ထဲသို့ဝင်လာတာပါဖယားရဲ့ကောင်းမြတ်ခြင်းကိုလက်တွေ့ပုံဖော်လိုက်ခြင်းဖြစ်ပါတယ်ဒါကိုတူမိမကအဲနားမလည်ခဲ့ပါဘာကြောင့်လဲယေရှုတရားကိုများများမစင်ခြင်းသောကြောင့်ဖြစ်ပါတယ်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး6အခန်းငယ်16ကိုဖတ်လို့တယ်ထောင်ရဘုရားဤတည်တာတော်သည်ဒါဝိမြို့ထဲသို့ဝင်သောအခါရှောလူသမီး မိခါလာသည်ပဒင်းပေါက်ဖြင့်ချ၍ဒါဝိမင်းကြီးသည်သာရဖျားရှေ့တော်၌ကားလက်ခုံလက်လာဒီကိုမြင်၍စိတ်နှလုံးထဲ၌မထီမဲ့မြင်ပြု၏လို့ပြောပါလေဇနီးတဲ့မထီမဲ့မြင်ပြုတာကိုဒါဝိမတိပါဘယ်သူကမှမတိပါမမြင်ပါဒါပေမဲ့နှလုံးသားကိုချိန်တဲ့ဖျားကမြင်ပါလေမိခါလာဟာဒါဝိကိုပဲမထီမဲ့မြင်ပြုတာမဟုတ်ပါလူအနေနဲ့လူအမင်းနဲ့ကြည့်လိုက်ရင် ူရဲ့ခင်ပွန်းတွေကိုမထီမဲ့မြင်ပြတာအမှန်ပါဒါပေမဲ့ဖရာရဲ့နာမတော်ကို ထိပါနေပါလေဖရာရဲ့နာမတော်ကိုထိပါတော့ရလာ အဆိုးနဲ့ပဲညီကုန်းချုပ်ရတာပါဒီနေ့တတိထားကြရအောင် ခင်ပွန်းတွေစနီးတဲ့ချမိဘနဲ့တာသမီချဆရာသမားများနဲ့အတင်းသူတင်းသားချအတင်းသူတင်းသားအချင်းချင်းချတယောက်နဲ့တယောက်မထီမဲ့မြင်ပြနေတော့မယ်လားဒါတွေကိုရှောင်ရှားကြရအောင်ရလာကအလွန်ဆိုးပါလေဤရလာဆိုးကိုခံယူဖို့မဟုတ်ပါ ဘုရားနှင်းတဲ့သောအတ္တတဟာချီးမွမ်းခြင်းဖြစ်ပါလေဘဝမှာဘာဖြစ်ဖြစ်နေပါစေချီးမွမ်းကြည့်ပါချီးမွမ်းပါချီးမွမ်းခြင်းကိုဖြစ်ပေါ်စေတာဟာသူ့ယေရှုကိုရည်သွဲခြင်းမှဖြစ်ပေါ်လာသောကြောင့်သူ့ယေရှုကိုနေ့စဉ်များများရည်သွဲဆင်ခြင်ပါဒီနေ့အစဉ်အမြဲချီးမွမ်းနိုင်ဖို့အစဉ်သူ့ယေရှုကိုတည်တည်ရရည်သွဲပါဂျာနာသူရောက်တိုင်းပေါ်ဖရာကောင်းကြီးပေးပါစေ